ွေးကြုံများတွင်အနာရောဂါများသည့်ကိုခန္ဓာ၏မိတိအစိတ်ပိုင်းတွင်မဆိုဖြစ်ပေါ်နိုင်ပါသည်။တင်တိပိသားဖြစ်သလိုတွေးကြောသည့်နှလုံးမှခြေထောက်သို့သွားပါသည်။ဤတွေးကြောသည့်ယောဂဖြစ်စဉ်ကြောင့်ဖောင်းပြီးကျေတက်နိုင်ပါသည်။သို့သောအများအားဖြင့်နှလုံးနှင့်နှီးဆက်ပြီးဘိုင်းမှထွက်လာသောအော်ဒါတွေးကြောသူမဟုတ် thoracic aorta သူမဟုတ် abdominal aorta ဟုခေါ်သောအော်ဒါတွေးကြောသည်အလွန်အများဆုံးဖြစ်ပါသည်။အနည်းရရှိစေသောအကြောင်းရင်းများမှာ အသက်အရွယ်ဆက်လက်တောက်ခြင်းနှင့်တွေးတူယောဂဖြစ်ပြီး အထူးသဖြင့်ထိ ंछ ုပ်ထားခြင်းမရှိသောတွေးတူယောဂဖြစ်ပါသည်။ထို့ကြောင့်ဤယောဂသည်အနောက်တိုင်းနိုင်ငံများတွင်အလွန်များဆုံးဖြစ်ပါသည်။အဖဲချောင်းဆိုသော အရွယ်ရောက်သူများ၏လူဦးရေမှာအလွန်များသောကြောင့်ဖြစ်ပါသည်။သို့သောကျွန်ုပ်တို့နိုင်ငံတွင်လည်းအရွယ်ရောက်သူများ၏လူဦးရေတိုးလာနေသဖြင့်ဤယောဂသည်လည်းပုံမှန်များကြလာနေပါသည်။ထို့ကြောင့်တင်သည်အရွယ်ရောက်သူတဦးဖြစ်ပြီးတွေးတူယောဂရှိသူဆစ်လိတောက်ခဲ့ဘူးသောအကြောင်းအရာရှိပါကအထူးသဖြင့်နှလုံးယောဂနှင့်အတူအော်တာတွေးကြောဆစ်ဆေးမှုအစီအစဉ်ကို အလွန်ဆော့ဆော့လုပ်ပါယောဂလက္ခဏာများသည့်အရေးကြီးသောအရွယ်စားကိုမရောက်မချင်းမရှိနိုင်ပါထို့ကြောင့်လူနာများသည့်အရေးပေါ်အနေထားဖြင့်လာရောက်ကြပြီးအဲ့ဒီအချိန်တွင်ဥတ္တမှုရွေးချယ်စရာများသည့်အလွန်ကန့်တတ်ထားရပါသည်ထို့ကြောင့်ပင်တွင်အနေရရှိသောအချက်များအားလုံးရှိပါကစစ်ဆေးမှုအစီအစဉ်ကိုလုပ်တင်ပါသည်သို့သောကုသမှုရွေးချယ်စရာများသည့်နောက်ကျသောအဆင့်များတွင်လည်းရနိုင်ပါသည် ကျွန်ုပ်တို့ဒီတာမန်အဖြစ် order grant သို့မဟုတ် ngo grant ကိုပြုလုပ်ပြီး order ဤအရွယ်စားကိုအတည်ပြုပါသည်အနာရောဂါဤအရွယ်စားပုံမူတည်၍ကုသမှုအစီအစဉ်ရှိပါသည်ယနေ့ခေတ်တွင်ကျွန်ုပ်တို့တွင် thoracic endovascular aneurysm repair tevar huko do အစီအမြင် endovascular ကုသမှုအစီအစဉ်များရှိပြီး by order အနာရောဂါအတွက် endovascular aortic aneurysm repair tevar huko do အစီအစဉ်များလည်းရှိပါသည် နေ့တကွာရှုပ်ထွေးသောအော်တာအနာယောဂါများအတွက်လည်းကျွန်ုပ်တို့တွင် hybrid post တွေဟုခေါ်သောအထူးကုသမှုများနှင့် fenestrated graft ရရှိနိုင်သောကြောင့်အနေရများနှင့်အကျက်တဲများကိုအလွန်မင်းချော့ချနိုင်ပါသည်အရင်ကာလများတွင်ကျွန်ုပ်တို့တွင်ဖွင့်လက်ခွဲစိတ်ကုသမှုသာရွေးချယ်နိုင်ပြီးရင်းသည့်တိတ်ဆုံးမှုနှင့်ဒေါဂါဖြစ်ပွားမှုအလွန်မြင့်မားခဲ့ပါသည်ယနေ့ခေတ်တွင်ကျွန်ုပ်တို့၏စင်နာများသည့်တိတ်ဆုံးမှုနှင့်ဒေါဂါဖြစ်ပွားမှုအလွန်နှဲပါသော endovascular ကုသမှုများကိုကျုလုပ်ပြီးတထက်နှဲပါသည် ထို့ကြောင့်တင်တွင်အန္တရာယ်ဖြစ်စေသောအချက်များနှင့်ယောဂလက္ခဏာများရှိပါကကျွန်ုပ်တို့၏အထူးကုဆရာဝန်များကိုချက်ချင်းတွေ့ဆုံသင့်ပါသည်ထို့ကြောင့်ကျွန်ုပ်တို့သည်တင့်ကိုအစောဆုံးကုသနိုင်ပြီးအကောင်းဆုံးရလဒ်များရရှိနိုင်ပါသည်